ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီနေ့မှတော့အဲကျွန်တော်ကဒီကမ္ဘာအပြင်းဆုံးပေါ့နော်ကမ္ဘာအပြင်းဆုံးကနေဘာမှုအကြောင်းကိုပြတ်တော့ပြောပြပါတယ်အဲတော့ဟိုဗီဒီယိုဆောင်းလိုက်ကြည့်လိုက်ကြ Number 1 Kalchaga Aquis Russia ဒီငလင်းကတော့1952ခုနှစ်နိုဝင်ဘာလ4ရက်ရုရှားနိုင်ငံ Kalchaga Venezuela ကံရိုးတဲ့အနီးမှာလှုပ်ခတ်သွားတဲ့ငလင်းပဲဖြစ်ပါတယ် 9.0 magnitude ရှိပြီးတော့ရုရှားဟာဝိုင်နဲ့ဂျပန်တို့မှာဆွဆွရရကိုထိခိုက်ခဲ့ပါတယ်။သေဆုံးသူဆင်းကတော့အတိအကျမရှိသေးတာကြောင့်မှတ်တမ်းတင်ထားခြင်းမရှိခဲ့ပါဘူး။နံပါတ်2ထိုကိုအခွေဂျပန်ဂျင်ဂလင်ကတော့2017ခုနှစ်မတ်လ17ရက်ဂျပန်နိုင်ငံထိုကိုကမ်းရိုးတန်းမှာ9.1 magnitude ပြင်းအားနဲ့လှုပ်ခတ်ခဲ့တဲ့ငလျင်ပဲဖြစ်ပါတယ်။ ထိခိုက်သေဆုံးသူဦးရေကတော့သေဆုံးသူ19959ဦးရှိခဲ့ပြီးပျောက်ဆုံးသူကတော့2500ကျော်ခဲ့ပါတယ်။အင်ဂျီယာမဲ့45000ကျော်ရှိခဲ့ပြီလို့မှတ်တမ်းတင်ထားပါတယ်။ဆူနာမီလိုင်းများဖြစ်ပေါ်ခဲ့ပြီးတော့ပျက်စီးဆုံးရှုံးမှုအများအပြားဖြစ်ခဲ့တဲ့ငလျင်တစ်ခုပဲဖြစ်ပါတယ်။ number 3 india ocean aquarium indonesia တင်ငလင်ကတော့2004ခုနှစ်ဒီဇင်ဘာ26ရက်နေ့ အင်ဒိုနီးရှားဆူမထရာကျွန်းအနောက်ဘက်30ကီလိုမီတာအကွာမှာစတင်လှုပ်ခတ်ခဲ့ပြီးတော့9.3မဂနီတျူရှိခဲ့ပါတယ်10မိနစ်ကနေ10မိနစ်ကြာလှုပ်ခတ်ခဲ့ပြီးတော့ကြီးမားတဲ့ဆူနာမီလိုင်းများတဲ့ဖြစ်ပေါ်ခဲ့ပါတယ်ဒီဆုံးသူစီရင်ကတော့အင်ဒိုနီးရှားလူမျိုး36000ကျော်ရှီလန်ကာလူမျိုး35000ကျော်အိန္ဒိယလူမျိုး16000ကျော်ထိုင်လန်လူမျိုး8000ကျော်လို့မှတ်တမ်းရရှိထားပါတယ် တည်ဆုံးသူအများဆုံးသောတဘာဝဘေးရနေရတွေထဲကတစ်ခုပဲဖြစ်ပါတယ် Number 4 Great Alaska Earthquake America တင်ကလေးကတော့1964ခုနှစ်မတ်လ28ရက်နေ့9.2 magnitude ပြင်းအားနဲ့လှုပ်ခတ်ခဲ့တဲ့ငလျင်ပဲဖြစ်ပါတယ်။သမိုင်းတလျှောက်ဒုတိယအကြီးဆုံးငလျင်လည်းဖြစ်ပါတယ်။ American နိုင်ငံ Prince William Sound Alaska မှာလှုပ်ခတ်ခဲ့ပြီးတော့ 69မီတာမြင့်အမြင့်ရှိတဲ့ဆူနာမီလှိုင်းများလည်းဖြစ်ပေါ်ခဲ့ပါတယ်။အလက်စကာ၊ဟာဝိုင်၊ကယ်လီဖိုးနီးယားနဲ့ဂျပန်တို့ကိုထိခိုက်ပျက်စီးစေခဲ့ပါတယ်။သေဆုံးသူဦးရေကတော့132ဦးပဲရှိခဲ့တာဖြစ်ပါတယ်။ Number 5 Valdivia Aquis Chile တင်ငလင်ကတော့1969မေလ22ရက်နေ့ South America Chile မှာ9.5 magnitude နဲ့လှုပ်ခတ်ခဲ့တာပဲဖြစ်ပါတယ်။ Hawaii, Japan, Philippines နဲ့ New Zealand တို့အများပြားထိခိုက်ပျက်စီးစေခဲ့ပါတယ်။သေဆုံးသူဦးရေကတော့1000မှ6000ခန့်ရှိတယ်လို့သတ်မှတ်ထားပြီးတော့အင်ချီရာမဲ့ဦးရေသိန်း30ခန့်ရှိခဲ့ပါတယ်။ကမ္ဘာတမိုင်းတစ်လျှောက်တုန်ခါမှုအများဆုံးငနေဖြစ်တယ်လို့သတ်မှတ်ထားကြပါတယ်။โอเคဒီနေ့ပြီတော့ဒီလောက်ပါပဲကျွန်တော်တို့နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြပါမယ် da, da. Uh...